ေတုံးကကျွန်တော်တို့ဒီထူးထူးဆန်းဆန်းမိကုံးလေးပေါ့နော်အာကျွန်တော်စီမှာအဲ့ MOU နဲ့ပတ်သက်ပြီးတော့မေးလာတာတွေ့ရတယ်ပေါ့နော်မနေ့ကညနေကဟုတ်ကဲ့ဒီ MOU နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကဖြေချရမယ်ဆိုရင်တော့အမိုးကနည်းနည်းတော့ရှုပ်တယ်ပေါ့နော်ရှုပ်တယ်ဆိုတာသူတို့ရဲ့ဒီလက်ရှိဟိုရာဖြစ်နေတာတွေကဘယ်လိုပြောမလဲဒီ MOU နဲ့လုပ်တဲ့သူတွေက ဗန်ကျန်းဩသေးတာတွေနော်တထရဆာရဆာရမပေးတာတွေနော်ပြီးလို့ရှိရင်တထရနေပြီးတော့ဟိုအလုတ်ထုတ်ပလိုက်တာတွေစသည်အားဖြင့်ပေါ့နော်မျိုးစုံကျွန်တော်တို့ကြုံတွေ့နေရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ MOU နဲ့တက်လာတယ်ဗမာပြည်မှာပြောတော့ကတမျိုးထိုင်းဝရောက်တဲ့အခါကျတော့တမျိုးပေါ့နော်မိုးညရေမင်္ဂလာပါမေစုပါမင်္ဂလာပါခုချင်းအောက်လန်းကလာပြီးဘိုက်ရိုက်လို့ရလာကိုမရနိုင်ဘူးเนาะညီမအောက်လန်းကမတည်ကြဘူးเนาะ ဘက်ကတော့ဘူရိုက်မီစနစ်နဲ့ဆိုသလိုတင်တင်လို့ရနိုင်သေးပေမဲ့ဟိုရာဖြစ်လို့မရအောင်เนาะမင်္ဂလာပါเนาะအဲ့တော့ကျွန်တော်တို့ဒီမြန်မာပြည်မှာစာချုပ်ချုပ်တာက agency တွေကပြောတာတမျိုး ထိုင်းကိုရောက်တဲ့အခါမှာကျွန်တော်တို့ရွှေပြောင်းလုပ်တာတွေကြုံရတာကအလောက်ကတမျိုးဖြစ်နေတာပေါ့เนาะအဲ့ဒါမျိုးတွေလည်းအခုကျွန်တော်တို့ပြဿနာတွေ့ရတယ်အဲ့တော့အခုကျွန်တော်စီမှာတက်တန်းတိုးဖို့ဆိုပြီးတော့ဒီအာမွေယူနဲ့တက်တန်းတက်လာတဲ့သူတွေပေါ့เนาะမေးလာတယ် ကျွန်တော်တို့မှာကစာချုပ်မပြည့်ပဲနဲ့အလုပ်ထွက်ထားတာတွေလည်းရှိတယ်ပြီးတော့စာချုပ်ပြည့်မှအလုပ်ထွက်တာတွေလည်းရှိရယ်တချို့ဆိုလို့ရှိရင်ထိုင်းကို MOU နဲ့ရောက်တာခဏပဲရှိသေးရယ်ပြီးတော့အလုပ်ထွက်လိုက်တယ်ပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိရယ်ဟုတ်ကဲ့ကျွန်တော်တို့အခုတက်တန်းနေရကုန်တော့မယ်2020နဲ့3ဟုတ်လား2023နှစ်လပိုင်း23ရက်ဆိုရင်တက်တန်းနေရကုန်တော့မယ်နော်ရွှေလေးရေမင်္ဂလာပါဟုတ်ကဲ့ တရက်ကိုတစ်ခါစီလောက်တော့ share ပေးကြအောင်เนาะမင်္ဂလာပါဗျာเนาะကျွန်တော်လည်းဒါဒီမနက်ခင်းကိုကျွန်တော်လည်းအချိန်လာပေးပြီးတော့ဟုတ်ကဲ့ไลฟ์လွှင့်ပြရเนาะโอเคပါဟုတ်တွေ့ရဝမ်းသာပါရဲ့โอเคပဲမင်္ဂလာပါမနေ့ညနေတုန်းကလည်းကျွန်တော်တေးသေးချာချာလေးไลฟ์လွှင့်ပြီးတော့ပြောပြရဲ့ပေါ့เนาะအခုလည်းကျွန်တော်တေးသေးချာချာလေးไลฟ์လွှင့်တော့လာလွှင့်ပြီးတော့ပြောပြပေးရဖြစ်တယ်เนาะကျတို့တတန်း ြည့်အောင်နေတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် စာကျုပ်စာတန်းတွေပြည့်အောင်နေတယ်ပြီးတော့အလုပ်ထွက်တယ်နှစ်နှစ်ပြည့်တဲ့အခါမှာကျွန်တော်တို့အမ်မိုလုပ်သားတွေအနေနဲ့ကနော်အမ်မိုလုပ်သားတွေအနေနဲ့ကကျွန်တော်တို့နှစ်နှစ်စာကျုပ်ပြည့်ပြီနော်နှစ်နှစ်စာကျုပ်ပြည့်ပြီဆိုလို့ရှိရင် အလုပ်ထွက်တဲ့အခါမှာဘတ်ဂျက်အော့မလို့ဘူးထုတ်လို့ရတယ်နော်အဲ့တော့အလိုက်ဘန်ဂျက်ကိုပေးကူပေးရတယ်ကိုကနှစ်နှစ်စာချုပ်ပြည့်တဲ့အချိန်မှာထွက်တဲ့ခါမှာပေါ့နော်အကယ်၍နှစ်နှစ်စာချုပ်လည်းမပြည့်ဘူးကိုက အလုတ်ထွက်မယ်ရောက်တာမှမကြသေးဘူးအဲ့ဒီအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကအမှားဖြစ်ပါတယ်နော်သူတို့ဘက်ကအမှားမဟုတ်ပါဘူးနော်ဟုတ်ကဲ့အခုကြုံနေရတာကတက်တန်းအကုန်တော့မယ်ကျွန်တော်တို့မှာ LMU လို့သမားဖြစ်တယ်ဟလာနှစ်နှစ်ကကုန်ပြီလင်းနှစ်ကကုန်တာတို့နော်အဲ့လိုမျိုးတွေရှိတယ်တချို့ကျတော့အမှုတက်တန်းနှစ်နှစ်ဆက်ယုံမှနေတယ်နောက်ထပ်နှစ်နှစ်ကိုဆက်ယုံကနေတိုးပေးတယ်တို့ပြီးပြီးတဲ့အခါကျတော့မှအလုထွက်တာပေါ့နော်အဲ့လိုမျိုးလုထွက်တဲ့အခါမှာစက်ရုံကနေပြီးတော့ကိုယ်ကိုပိုင်ကျောင်းအောင်မပေးဘူးအမှန်မှန်ကကိုက စက်ယုံမှာတက်တန်းနှစ်နှစ်ပြည့်တဲ့အခါမှာအလုတ်ထွက်တကယ်လို့ကိုကမလုတ်ရှင်ဘူးဆိုရင်အလုတ်ထွက်ထွက်ပြရတဲ့တက်တန်းပြန်တိုးတဲ့အခါမှာတခါတည်းအလုတ်ရှင်တင်တဲ့တက်တန်းတိုးရတာเนาะတခါတည်းကြံ့ခေါက်ရိုင်းခေါက်လုတ်ရတယ်เนาะတချို့တွေကအဲ့လိုမဟုတ်ဘူးဗျ AMU နဲ့လာတယ်ထိုင်းဝင်ရောက်တယ်နှစ်နှစ်တည်းတည်းဆက်ယုံမှာလုတ်တယ်ဟောနှစ်နှစ်ပြည့်လို့ရှိရင်သူအလုတ်ကအဆင်မပြေဘူးပြောင်းရှင်းနေရွှေ့ရှင်းနေโอเคအဲ့အချိန်မှာသူကနေပြီးတော့ ရှင်းရှင်းမပြောင်းပါဘူးအဲ့ဒီစက်ယုံကနေပြီးတော့တက်တန်းတိုးပေးလိုက်တယ်တိုးပေးလိုက်တဲ့တက်တန်းနေနဲ့ကျွန်တော်တို့ကအာနှစ်နှစ်တက်တန်းနှစ်ရက်ထပ်တိုးလိုက်ပြီပေါ့လေးနှစ်ထဲကိုရောက်ပြီအဲ့ခါကျတော့မှတို့ကအလုတ်ပြောင်းတာအလုတ်ထွက်တာအဲ့တော့စက်ယုံကတို့ကိုကြမ်းအောင်မပေးတော့ဘာလို့မပေးလဲဆိုတော့ဒီတက်တန်းတွေကိုတို့ကတိုးပေးထားတာ တို့စီမှာမနေတော့မနေတော့တဲ့ခါကျတော့တချို့စက်ယုံတွေကျတော့လည်းပေးပါတယ်တက်တန်းကိုနော်ကြမ်းအောင်ကိုပေးတယ်လွယ်လွယ်လေးပေးတယ်တချို့စက်ယုံတွေကျတော့လည်းမပေးဘူးပေးကက်ကက်နဲ့နော် ပြင်အဲဒီမှာဆက်ယုံနေမှာရှိရဲ့မြန်မာဇာကပြန်နေဟလာဝနာဆက်ဒီဝနာခေါင်းဆောင်အလုတ်ခေါင်းဆောင်နေပေါ့ဝနာလို့ခေါ်တာသူတို့တွေကလည်းသူတို့အလုတ်ပြုတ်မဲ့အရေးဆိုရင်ဘတ်တော်မှာရှေ့တန်းတင်ပြီးတော့ဝမခံပေးဦးခေါင်းမခံပေးဦးမပြောပေးကြဘူးပေါ့နော်အဲ့ခါကျတော့အကိုမင်္ဂလာပါတဲ့မင်္ဂလာပါအားလုံးမင်္ဂလာပါနော်အဲ့တော့ အမိုးလုံသားတွေအနေနဲ့ဘယ်လိုလုပ်လို့ရမလဲကျွန်တော်ဒီမှာမေးတဲ့မေးခွန်းကအရင်များတယ်ပေါ့နော်ဟုတ်ကဲ့ပါနေမိုးစားမင်္ဂလာပါเนาะကျွန်တော်ကြည့်နေရတော့ကျွန်တော် live မှာဒီလူတွေပဲလာလာကြည့်ကြတာပေါ့နော်ဂျေဆုအများကြီးတင်ပါတယ်လာအားပေးကြတဲ့အတွက်เนาะဟုတ်ကဲ့အဲတောင်းဆိုပါတယ် share ပေးပါအောင်เนาะကိုယ်တငယ်ချင်းညီကိုမောင်မတွေကိုမျှဝေပေးပါအောင်ဒါမနေ့ပိုင်း accident လေးပေါ့နော်ခဏတစ်ဖြုတ်ဟုတ်ပြီအဲ့တော့အမိုးယူနှစ်နှစ်ကုန်တဲ့သူတွေ လိုလုပ်ရမလဲစပြောမယ်နှစ်နှစ်ကုန်ပြီနောက်ထပ်နှစ်နှစ်ကိုတိုးရှင်းနေကိုကဒီအလုပ်မှလည်းမလုပ်ရှင်းဘူးဆိုရင်တထေးပြောင်းမှာအလုပ်ထွက်တခါတထေးပြောင်းတခါလည်းတထေးအစ်စ်နဲ့ကြံ့ခေါ့ကြံ့အောင်ကြံ့ခေါ့လုပ်ပြီးတော့မှတတန်တိုးပြီးနေထိုင်မှာเนาะနောက်နှစ်ဒီတတန်တိုးတဲ့အခါမှာကိုပြောင်းထားတဲ့တထေးနဲ့တိုးလို့ရတယ်เนาะအဲလိုမှမဟုတ်ဘူး၄နှစ်တတန်ကုန်တယ်ဆိုလို့ရှိရင်လည်းအမွေယိုတတန်၄နှစ်ပြည့်ပြီဥပမာနောက်နှစ်နှစ်လပိုင်း73ရက်ဆိုရင်ပြည့်တော့မှာ အဲ့တော့အခုခရေကကျွန်တော်တို့ကကြိုတိုးရမယ်တိုးတဲ့အခါမှာကျွန်တော်တို့ကဘန်ဂျက်အော့တွေရှိထားဖို့လိုတယ်ဘန်ဂျက်အော့ဆိုတာကကျွန်တော်အလုတ်ရှင်အဟောင်းစီကနေကိုအလုတ်ထွက်တဲ့အခါမှာတို့ကနေထုတ်ပေးလိုက်တဲ့အလုတ်ထွက်စာရှင်းရှင်းပြောရလို့ရှင်းနော်ဘန်ဂျက်အော့နော်နောက်ထပ်အလုတ်ရှင်တထေးအသိစီမှာထွက်ဖို့အတွက်ကိုဒီအလုတ်ရှင်အဟောင်းကနေပြီးတော့ကိုကိုစိန်ရင်ပယ်ထုတ်လိုက်တဲ့စာရွက်ကလေးနော်အဲ့ဒါလေးအဲ့တော့ ဘန်ကျောင်းလေးပါပြီဆိုရင်ကျွန်တော်တို့ထွက်လို့အလုပ်လို့အဆင်ပြေတယ်တချို့တတိကျတော့ဘန်ကျောင်းအောင်လုံးဝမထုတ်ပေးဘူးအလုပ်သမားကိုညစ်ပတ်ထားတာဥမာအလုပ်သမားတော့သူထွက်သွားတယ်ထွက်မယ်ပြောတယ်တောင်းတယ်မပေးဘူးမပေးတဲ့ခါကျတော့အလုပ်သမားကသူတို့ကိုအကြောင်းမကြားတော့ဘူးကိုယ့်အကူထွက်လာတယ်အဲ့လိုမျိုးထွက်လာတဲ့ခါကျတော့ကျွန်တော်တို့အခုမေးလာတယ်ပေါ့နော်ဘန်ကျောင်းအောင်ကမထုတ်ပေးဘူးဘယ်လိုလုပ်ရမလဲဆိုတော့သူတို့ကကိုယ့်ကိုကြည်ကြည်ပြူပြူနဲ့ပေးပြီးတော့ထွက်တာမဟုတ်ဘူးဆိုလို့ရှိရင်နော် သူတို့ကကိုယ့်ကိုကြည့်ဟိုဘယ်လိုပြောမလဲကြည်ကြည်ပြီပုံနဲ့ပေးထွက်တာမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒါအဆင်မပြေဘူးဗျာနော်သူတို့ကကိုယ့်ကိုကြည်ကြည်ပြီပုံနဲ့ပေးထွက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲမကြောက်အောင်လည်းထုတ်ပေးလိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်သူတို့ကလည်းမပေးထွက်ဘူးမကြည်ပြူဘူးကိုကကိုယ့်ဘာသာကိုကိုယ့်သဘောနဲ့ကိုထွက်လာတယ်ဟေးဆိုရင်တော့အဲ့ဒါကအလုံးမဖြစ်ဘူးပေါ့နော်ဟောဘယ်လိုပြောမလဲ ကိုကဘာမှလုပ်လို့မရတော့ဘူးပေါ့ဗျာကိုကိုတက်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဘဝကတည်ရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့အဲ့တော့သူတို့ရဲ့တက်တန်းကပေးလိုက်တာတော့ကိုယ့်ရဲ့လက်ထဲမှာရှိနေရင်မကုန်သေးဘူးမသေးသေးဘူးမှန်ပေမဲ့နော်တကယ်တကယ်တမ်းတက်တန်းနေအခုကုန်ပြီကျွန်တော်တို့ဝက်ပါမင်စာအုပ်တွေကုန်ပြီဗီဇာတွေကုန်ပြီဟလားအဲ့လိုမျိုးတက်တန်းနေကုန်လို့တက်တန်းနေတိုးတဲ့အခါကျရင်ကျွန်တော်တို့မှာပြဿနာအဲ့ဒါဘန်ကျန်အော့မရှိဘူးဘန်ကျန်အော့မရှိတော့ဘာလို့လို့မရဘူးလဲ တက်တန်းတိုးလို့မရဘူးဘာလို့လဲဆိုတော့ဗန်ကျန်းအောင်မရှိဘူးဆိုကြတဲ့ကောကကျွန်တော်တို့မှာအလုရှင်မရှိတော့ဘူးအဲ့လိုဖြစ်သွားတာဟိုဘက်အလုရှင်ကကျွန်တော်တို့ကိုကျန်းအောင်ကြီးကိုတိုက်ရင်လည်းတပ်လိုက်မယ်မတပ်ဘဲနဲ့ဒီတိုင်းထိန်ချန်ထားရင်လည်းထားမယ်အဲ့လိုမျိုးပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့မှာလက်ရှိမှာကိုကလက်ရှိကနေလက်မဲ့ဖြစ်နေဝက်တောက်ဖြစ်နေတာပေါ့နော်အဲ့တော့မလွယ်ဘူးဗျကျွန်တော်တို့ရအောင်ငါးနှစ်ပြည့်ပြီတက်တန်းတိုးလို့ရလား ဲ့တော့တက်တန်တိုးလို့ရတဲ့သူတွေဘယ်လိုပုံစံမျိုးတွေတိုးလို့ရလဲပြောပြရမယ်နော်ဥပမာမှာမြန်မာနိုင်ငံနေစာချုပ်နဲ့တက်လာတဲ့အထိုင်းကိုရောက်ပြီးဟုတ်ပြီနှစ်နှစ်လှုပ်လိုက်ပြီးပြည့်သွားပြီတက်တန်စာချုပ်တက်တန်နှစ်နှစ်ပြည့်ပြီနောက်ထပ်နှစ်နှစ်တက်တန်ဆက်တိုးမယ်အဲ့ဒီတထေးမှာပဲနေတယ်အဲ့ဒီဆက်ယုံမှာပဲနေတယ်အဲ့ဒီအလုတ်ယုံမှာပဲနေတယ်ဘယ်မှမသွားဘူးဆိုလို့ရှိရင်နော်အဲ့ဒါကပြန်တိုးလို့ရပါတယ် ဟုတ်ပြီ၄နှစ်တတန်းနေလဲအတူတူပဲခမရာနော်အဲ့ဒီဆက်ယုံအလုပ်ယုံမှာပဲနေတဲ့ဒီတထေးနဲ့ပဲဘယ်မှမသွားဘူးဆိုရင်အဲ့ဒီအလုပ်ယုံဆက်ယုံကနေတိုးပေးရမှာတာဝန်ရှိပါတယ်သူတို့ကနေဆက်တိုးပေးရပေါ့နော်ဟိုးအရင်တုန်းကကျွန်တော်တို့ MOU ဆိုလို့ရှိရင်၄နှစ်တတန်းပြင်မြန်မာပြည်ကိုပြန်တယ်နော်ပထမ၂နှစ်လောက်တယ်တခါနောက်ထပ်၂နှစ်ထပ်လောက်တယ်လေးနှစ်တတန်းကုန်တဲ့အခါမှာကျွန်တော်တို့မြန်မာပြည်ကိုပြန်ရပါတယ်เนาะမြန်မာပြည်ပြန်ပြီးတော့မှစာအုပ်တွေအစ်စ်လုံးရတယ် နော်စာချုပ်ချုပ်ရတယ်ဟာလာကျွန်တော်တို့ကိုယ်တိုင်ဂျုံခဲ့ရတာလေအခုနောက်ပိုင်းတော့အဲ့လိုမျိုးမဟုတ်တော့ထိုင်းအစိုးရကနေပြီးတော့မပေးပြန်တော့ပဲနဲ့အဲ့ဒီကျန်တဲ့စာအုပ်တစ်နှစ်ကိုသူတို့ကနေပြီးတော့တက်တန်းတိုးပေးလိုက်တယ်ဗီဇာနှစ်နှစ်ဝါပါမင်တစ်နှစ်အဲ့လိုမှမဟုတ်ရင်ဝါပါမင်နှစ်နှစ်ဗီဇာတစ်နှစ်အဲ့လိုမျိုးပေးလိုက်တယ်ပေါ့နော်အဲ့ခါကျတော့ဘယ်လိုပြောမလဲ အမိုယူလေးနှစ်ကုန်လို့နောက်ထပ်တစ်နှစ်တိုးလိုက်တယ်၅နှစ်အခုနောက်အကိုလေးမေးတယ်ပေါ့နော်အမို၅နှစ်ကုန်ဆိုတဲ့သူတွေကလူကြီးမင်းတို့ရဲ့ဝက်ပါမင်းတို့မဟုတ်ဗီဇာကိုပြန်ကြည့်ပါဘယ်နှစ်နှစ်စာပေးထားလဲပေါ့နော်2024ထိရထားတယ်ဆိုလို့ရှိရင်အဲ့ဒါကမကုန်သေးဘူးစာအုပ်ပဲကုန်တာဖြစ်တယ်ကျွန်တော်တို့ရဲ့အနီအောင်စာအုပ်တအုပ်ဟာ၅နှစ်သက်တမ်းရှိပါတယ်နော်အဲ့တော့၅နှစ်သက်တမ်းကိုကျွန်တော်တို့ကကုန်သွားပြီဆိုလို့ရှိရင်တော့အဲ့တော့မကုန်ငယ် စัจจาပေါ့เนาะအ ਨੇ ဆုံး6လ6လလောက်အလိုမှာကျွန်တော်တို့ကစာအုပ်အစ်တတအုပ်သွားပြီးတော့လဲထားဖို့လိုတယ်ပြီးကြစာအုပ်ပေါ့เนาะတန်ရုံးမှာလဲရမယ်စာအုပ်လဲပြီးပြီဆိုတော့မှကျွန်တော်တို့ကစာအုပ်အแทအဟောင်းထဲကအစ်တထဲကိုဗီဇာတွေအချက်လက်တွေဒစိတ်တုံးနေချိန်ပြောင်းထည့်ရမယ်ပြီးပြီဆိုတော့မှကျွန်တော်တို့ကတခါအဲ့ဒီဗီဇာကုန်နေပြီဆိုရင်တခါပြန်တို့ဝတ်ပါမစ်ကိုလည်းပြန်တို့ တခုအရေးကြီးတာကကျွန်တော်တို့ကတထေးမသေးဘူးလို့တယ်တထေးသေးတယ်ဆိုတာကိုယ့်ရဲ့လုပ်ငန်းရှင်အသက်သေသွားတာပြောတာမဟုတ်ဘူးเนาะကိုယ့်ကိုအလုပ်ပေးနေတဲ့လုပ်ငန်းရှင်အလုပ်ရှင်တထေးပေါ့မပြက်စီရအောင်ကိုကတထေးတယောက်နဲ့အမြဲတမ်းအလုပ်လုပ်နေတာဖြစ်ရမယ်ပေါ့เนาะဘတ်ရိုက်ရှင်လို့ဘယ်တော့ကုန်မလဲတဲ့အောင်ပြေဦးဟုတ်ကဲ့ကျွန်တော်တို့စီမှာအခုဘတ်ရိုက်မယ်ဆိုလို့ရှိရင်เนาะဘတ်က VIP စနစ်နဲ့ပဲရတော့မှာเนาะ VIP စနစ်ဆိုလို့ရှိရင်အရန်ဈေးကြီးတယ် CI နဲ့ Wapmega ကတွဲထွက်လာလားတဲ့တွဲတွဲမထွက်ဘူးเนาะ CI က CI Wapmega Wapmega ဖြစ်ပါတယ် Wapmega တွေအရင်ရတဲ့အခါကျတော့မှာနောက်ပိုင်း CI စာအုပ်ကိုရိုက်ထုတ်ယူပြီးတော့သုံးရမှာဖြစ်ပါတယ်เนาะအဲ့တော့ Wapmega ဆိုတာကနှမျိုးနှစားကွဲသေးတယ်เนาะတချို့လူသမားတွေအခုကျွန်တော်တို့ဘိုက်ရိုက်တယ် ဟုတ်လားလက်ဝေးနှိပ်တယ်သွေးစစ်တယ်ဟိုရာလုပ်တယ်ဒါလုပ်တယ်ပေါ့ဗျာအချိန်တိုင်းတာတစ်ခုစောင့်ပြီးတဲ့အခါမှာဒီကပ်ပြားကိုဒါတိုက်ထွက်လာမယ်လို့ယုံကြည်နေကြတယ်နော်မဟုတ်ပါဘူးခင်ဗျာဒီကပ်ပြားကိုချက်ချင်းကြီးမထုတ်ပေးပါဘူးသူတို့တွေကနေပြီးတော့တဆင်ကျွန်တော်တို့အခုအထောက်ထားမရှိလို့အထောက်ထားတစ်ခုရအောင်ဗတ်ရိုက်တယ်ပေါ့တတိတယောက်ရဲ့နာမည်နဲ့အလို့ရှင်တယောက်ရှိမှကျွန်တော်ဒီအလို့လို့ကြောင်းတင်ပြ နော်ပြီးပြီဆိုတာနဲ့အဲ့ဒီအလုပ်ရှင်ရဲ့အိမ်တော်စုမှတ်ပုံတွေနေလုပ်ငန်းဆာရဆာလန်းဆိုင်ရာတွေသုံးပြီးတော့မှကျွန်တော်တို့ဘိုက်ရိုက်လိုက်တယ်ပေါ့ရိုက်တဲ့အခါမှာကျွန်တော်တို့အားလုံးမြင်ပူးကြမှာပါအပြာရာဝတ်ပါမင်းစာအုပ်လीနော်နော်အေးနွဲမင်္ဂလာပါနော်အဲ့ဒီအပြာရာဝတ်ပါမင်းစာအုပ်လေးအရင်ရရတယ်ရပြီးတဲ့အခါကျတော့မှကျွန်တော်တို့မှာပတ်စပို့အဟောင်းနေရှင်ရင်တက်တန်းနေကုန်နေရင်အစ်တစ်တွေလို့ဗီဇာတွေထုတ်ရတယ် တချို့ကလည်း passport အဟောင်းလည်းမရှိဘူးဘာမှမရှိဘူးဒီ web permit စာအုပ်အခုမှစရရတဲ့တအုပ်ပဲရှိတယ်ဆိုတဲ့သူတွေနော် CI စာအုပ်ကိုလောက်ရတယ်ဟုတ်ပြီ CI စာအုပ်လည်းရပြီ web permit စာအုပ်လည်းရပြီစာအုပ်ထဲမှာလည်းဒီ web permit ကိုမှီညမ်းပြီးတော့ဒီ web permit နဲ့တွဲပြီးတော့မှ ကျွန်တော်တို့အဲ့ဒီ CI စာအုပ်အစ်စ်ထဲမှာ visa ထုတ်လိုက်တယ်အဲ့တော့ web permit တက်တန်းရှိသလားစာအုပ်ထဲမှာ visa ရလာခဲ့တယ် ဲ့ဒီနှစ်မျိုးရပြီဆိုတော့မှနောက်ဆုံးအဆင့်ကဒီပန်းရောင်ကပ်ပြားလေးကိုဖျားနဲ့ကြွားကုန်နော်ဒီပန်းရောင်ကပ်ပြားလေးကိုကျွန်တော်တို့ထပ်ပြီးတော့ထုတ်ပေးရတာဖြစ်ပါတယ်နော်အဲ့တော့တချို့တွေကလည်းကျွန်တော်မေးတယ်ဒီကပ်ပြားစောက်တုတ်ထဲရှင်ရပြီမဟုတ်ဘူးလားဘာလို့ကပ်ပြားထုတ်ရတာလဲကပ်ပြားနဲ့စာအုပ်နဲ့ဘာကွာတယ်လဲပေါ့နော်ဟုတ်ပြီကျွန်တော်မေးကြတယ် ဆောင်းရှင်ရပြီလေဘာလို့ကပ်ပြားထထုတ်ခိုင်းနေရလဲပါညာပေါ့နော်တချို့ကလည်းဘာလို့ကပ်ပြားလိုအပ်တာလဲပေါ့နော်ကပ်ပြားနဲ့ဝတ်ပါမင်းစာကိုဘာလိုတယ်လဲပေါ့နော်ဟုတ်ကဲ့ရှင်းပြပါမယ်နော်2021စက်တလပိုင်းဗတ္တမတွေလက်ဝယ်နှိမ့်စာရွက်ပဲရှိတယ်အတိပြန်လောက်လို့ရလားစက်တလပိုင်းဗတ္တမလက်ဝယ်နှိမ့်စာရွက်ပဲရှိတယ်တခြားစာရွက်စာတန်းတွေကကျွန်တော်မေးကြည့်မယ်နော်ချော့ချော့အာလက်ဝယ်နှိမ့်ပြီးပြီးသွေးစစ်ပြီးပြီးဝတ်ပါမင်းခရတွေတွင်းပြီးပြီးနော် ဆိုလို့ရှိရင်ဘောတော်ဟားစုံစာရွက်ရမယ်နော်အဲဘောမရှိဘောတော်စီစစ်ပဲနော်ညီမတို့ကအဲဘောတော်စီစစ်ပဲဆိုတဲ့စာရွက်လေးရတယ်ဆိုရင်တော်မောအဲ sorry ကြဟာငံယုံမှာသွားပြီးတော့ကိုလက်ရှိဗတ်ရိုက်တာဘယ်နေမြီမှာလဲနေမြီကြဟာငံယုံမှာသွားပြီးတော့ဝတ်ပါမင်စာကိုထုတ်ယူလို့ရပါတယ်ဝတ်ပါမင်စာကိုသွားထုတ်ယူပြီးပြီဆိုရင်ဘာလို့လို့ရမလဲ CI စာအုပ်ရိုက်လို့ရပါတယ် CI စာအုပ်ရိုက်ပြီးရင်ကျွန်တော်တို့ဘာလုပ်လို့ရတယ်လဲဆိုလို့ရှိရင် CI စာအုပ်ရိုက်ပြီးရင်ကျွန်တော်တို့ဘာလုပ်လို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ပိုင်းအောင်ကဲရိုက်လို့ရပါတယ်ခင်ဗျာအမင်္ဂလာပါ Okay အဲ့တော့စောစောကကျွန်တော်မေးထားတဲ့မေးခွန်းလေးကျွန်တော်ပြန်ဖြေပြီးမယ်နော် MOU ဇာဥဝဘမင်းတတန်းရှိသေးတယ်ကြံ့အောင်ရှိသေးတယ်တထေးပြန်ပြီးလှုပ်လို့ရလားကြံ့အောင်ရှိသေးတယ်ကြံ့အောင်မသိဘူးဆိုလို့ရှိရင်တထေးအငှားနဲ့ကြံ့ခေါက်ပြန်ဝင်လိုက်မရှိဘူးဆိုအကိုယုံမှလာခဲ့ယုံကတထေးငှားပေးတယ်နော်ဇာရွက်ဇာတန်ပြည့်စုံလို့ကတော့တထေးငှားပေးတယ်ကြံ့ခေါက်လှုပ်ပေးတယ်နော်အဲ့ဒါမျိုးကျွန်တော်တို့တထေးငှားပေးတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်ပြောကြရအောင်ဝဘမင်းဇာဥနဲ့ပိုင်းအောင်ကဘာကွာတယ်လဲဘာကြောင့်နှစ်မျိုးကင်နေရတာလဲโอเค ဒီကိုကြည့်လိုက်ပါနော်ဒါကပြားအဟောင်းတက်တန်းကုန်ပြီလားဒီကပြားရဲ့အောက်ရှည်လေးမှာကျွန်တော်တို့ဒီကပြားတက်ဝတ်ပါမင်းတက်တန်းကုန်ဆုံးမဲ့ရက်ဆွဲလေးထည့်ပေးထားတယ်အရင်တော့ဝတ်ပါမင်းတက်တန်းကင်တဲ့သူတွေရဲ့နောက်ကျောမှာ तू ကဘယ်နှစ်ရက်နေ့ဘယ်နှလပိုင်းဘယ်နှစ်ဘယ်နှစ်ခုနှစ်ဆိုပြီးတော့တက်တန်းကုန်တယ်ဒီမှာဆိုလို့ရှိရင်ဝန်ထီးဆန်စစ်ပဲမီနာခုံပြီးဆောင်ဖန်းလွဲ59နော်59နော်အခုက65နော်ဟိုလေးလင်းလောက်တောင်ရှိသွားပြီ နော်အဲ့တော့သူ့တက်တန်းသိခဲ့တာလေးနှစ်ကျော်ပြီဒီကပြားအဟောင်းနော်အေးဒါမဲ့ तू ကဒီကပြားပေါ်မှာဘာတွေထူးခြားချက်ရှိတယ်လဲဆိုတော့အလौရှင်နာမည်ပါတယ်အလौရှင်နေရာပါတယ်အလौရှင်ရဲ့လိပ်လိပ်စာတွေပါတယ်လုပ်ငန်းအမျိုးအစားတွေပါတယ်နော်ပြီးရင်လုပ်ငန်းလိုင်စင်တွေပါတယ်ဒီပေါ်မှာရေးထားတာပေါ့နော်အဲ့လိုမျိုး तू ကအလौသမားတရားကိုဒီဝတ်ပါမယ်ကပြားလီနဲ့တယ်အရင်တော့အလौလုပ်ခဲ့ရတာအပြာရောင်ဝတ်ပါမယ်စာအုပ်ဆိုတာမရှိဘူး အရင်တော့မထုတ်ပေးဘူးတောင်းတောင်းမလို့နော်ဒီကပ်ပြားပေါ်မှာတက်တန်းနေပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ passport တအုံနဲ့ဒါနဲ့ပြီးရင် passport ထဲမှာ visa နဲ့ဆိုပြည့်စုံတယ်အခုနောက်ပိုင်းကျအဲ့ဒီလိုမျိုးမဟုတ်တော့ဘူးကျွန်တော်တို့ဒီပန်းရောင်ကပ်ပြားရဲ့နောက်ကျောမှာနော်အလုတ်ရှင်နာမည်တွေအလုတ်ရှင်နေရာတွေနေရာလိပ်စာတွေလုပ်ငန်းမျိုးစားတွေလိုင်စင်တွေတက်တန်းကုန်မဲ့ရက်တွေမရေးထားတော့ဒီပေါ်မှာဘာပါမလဲဆိုရင်ကိုယ့်ရဲ့အချက်လက် common เนาะ common အချက်လက် နော်နာမည်ဘသူမွေတကရေဘသူနော်မွေတကရေဘလောက်နော်ပြီးလို့ရှိရင်အရက်ဘလောက်ဟလာပြီးလို့ရှိရင်ကုတ်နံပါတ်ဘလောက်စံချာနော်ကျွန်တော်တို့ဒီနိုင်ငံသားပြီးလို့ရှိရင်ပတ်စပို့နဲ့တွဲကင်တာဖြင့်ဒီပေါ်မှာပတ်စပို့နံပါတ်ကလေးရေးပေးထားတာရှိတယ်တချို့อ่ะနော်အဲ့ဒါမျိုးလေးတွေတွဲပြီးတော့ထည့်ပေးထားတာပါတယ်အခုနောက်ပိုင်းလာတဲ့ဘတ်ဒီမှာပေါ့နော်အဲ့တော့ ကျွန်တော်တို့ဘာကြောင့်ဝတ်ပါမယ့်စာအုပ်လိုရတယ်လဲဆိုတော့တို့ကနေပြီးတော့အဲ့ဒီအပြန်ဝတ်ပါမယ့်စာအုပ်ကလေးကိုသုံးဆွဲခိုင်းရခြင်းအကြောင်းရင်းကအဲ့ဒီထဲမှာကျွန်တော်တို့ရဲ့နာမည်အချက်လက်အသက်တွေပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကင်ဆောင်တဲ့ဝတ်ပါမယ့်အမျိုးအစားကဘယ်အုပ်စုထဲမှာပါတယ်လဲအရင်တော့ကဝတ်ပါမယ့်ကင်တဲ့သူတွေကတချို့က2လပိုင်းကုန်တယ်တချို့က5လပိုင်းကုန်တယ်တချို့က6လပိုင်းကုန်တယ်တချို့က7လပိုင်းကုန်တယ်အဲ့လိုမျိုးတွေမတူညီဘူးဗျเนาะမညီဘူး တယောက်တစ်မျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်အစိုးရကနေပြီးတော့တဖွဲ့တည်းကိုဖြစ်သွားအောင်တို့ကနေပြီးတော့အလို့သမားတွေရဲ့ဝဘာမင်းတက်တန်းဗီဇာတက်တန်းကုန်ဆုံးမဲ့ရက်တွေကိုတရက်သေးကိုညှိချပလိုက်တယ်နော်ဒန်းတို့ဖြစ်သွားညှိပလိုက်တယ်အဲ့လိုညှိပလိုက်တဲ့အခါမှာကျွန်တော်တို့တို့အနေနဲ့အကောင်းဆုံးအစီအစဉ်တစ်ခုကိုဆွဲလိုက်တဲ့အချိန်မှာဒီဝဘာမင်းစာအုပ်ကိုအစားထိုးတုံးလာတယ်ပိုင်းအောင်ကတ်ကိုချက်ချင်းမထုတ်ပေးတော့နော်ပိုင်းအောင်ကကလည်းမဖြစ်မနေလိုအပ်တယ်ကျွန်တော်တို့လူသမားတယောက်အနေနဲ့လူသမားမှတ်ဖို့နေကပ်ပေါ့နားလဲအောင်ရှင်းပြထားလို့ရှင်း အဲ့တော့ဝဘမဲစာအုပ်ကိုကျွန်တော်တို့ကအဲ့ဒီထဲမှာကပ်ပြားမှာမရေးတော့ပဲနဲ့အဲ့ဒီစာအုပ်ထဲမှာအလုရှင်နာမည်အလုရှင်နေရာเนาะအလုရှင်လုပ်ငန်းမျိုးစားလိုင်စင်ပါညာစတာတွေကိုအဲ့ဒီစာအုပ်ထဲမှာရေးလိုက်တယ်ပြီးတော့မှကျွန်တော်တို့ရဲ့ဝဘမဲတက်တန်းကုံတဲ့ခါတွေမှာလည်းအဲ့ဒီစာအုပ်ထဲမှာပဲတစ်နှစ်တစ်ခါတုံးထုတစ်စိတ်တုံးထုတုံးထုတုံးထုပြီးတိုးသွားရတယ်အဲ့ဒါမျိုးဖြစ်ပါတယ်เนาะအဲ့တော့အပြာရာဝဘမဲစာအုပ်ရဲ့ပန်းရောင်ကက်ရဲ့နှစ်မျိုးတွဲကန်ရတာပေါ့เนาะ ဒါကြောင့်မလို့အခုဒီဗတ်သမားတွေရောဗီဇာသမားတွေရောစာအုပ်သမားတွေရော PG တွေရော CI တွေရောအကုန်လုံးရှုပ်ချက်ခတ်နေတာတွေအားလုံးကိုသူတို့ကနေပြီးတော့တစ်ချိန်ထဲမှာပဲတက်တန်းကောင်အောင်လှုပ်လိုက်တယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဗားဆက်လှုပ်လိုက်လဲဆိုတော့ကျွန်တော်တို့ရွှေပြောင်းလုံသားတွေအနေနဲ့နော်နောက်နေ့နှစ်လပိုင်း73ရက်နောက်ပိုင်းမှာလုံသမားတိုင်းဒီ passport ရှိထားရမယ် work permit စာအုပ်ရှိထားရမယ် ြီးရင်ဟောတဲ့လိုမျိုးပန်းရောင်ကတ်လေးရှိထားရမယ်ဆိုပြီးတော့တခါထုတ်ပြန်ထားရတယ်ပေါ့နော်ဒါပါပဲအဖြေအချင်းချင်းလေးအဓိက꽌ဟားတဲ့အကြောင်းရင်းကတော့ဒီကပ်ပြားမှာသူတို့တက်တန်းမရေးပေးလိုက်တော့တစ်နှစ်တခါသူတို့မထုတ်ပေးတော့နော်ကျွန်တော်တိထားတဲ့လောက်ကတော့7နှစ်တခါသုံးရမယ်လို့ပြောပါတယ်7နှစ်တတိသူ့ရဲ့ expert date ကဒီထိတ်ရှိတ်လေးမှာရေးထားတယ်ပေါ့နော်နောက်ကျောမှာဘာတက်တမ်းမှမရေးထားဘူးဒါလက်ရှိကျွန်တော်တိထားရတာပေါ့နော်အေးအကယ်၍လူကြီးမင်းတို့အနေနဲ့တထေးမပြောင်းဘူးနော် ဒီတထေးမှာပဲနေတယ်တနေ့တခါတနေ့တခါတိုးသွားတယ်ဆိုရင်အဲ့ဒီကက်ကလေးကတောက်လျှောက်သုံးလို့ရတယ်အကယ်၍လူကြီးမင်းတို့တထေးပြောင်းမယ်ဆိုရင်တော့ပြန်ပြောင်းရမယ်လို့တော့သိရတယ်ဟုတ်လားမဟုတ်လားတော့တော့မသိရသေးဘူးเนาะโอเคကျေးဇူးတင်ပါတယ်ကျွန်တော်တို့စီအာကွန်မန့်လေးတစ်ချက်ဖတ်ကြည့်အောင်เนาะကိုနိုင်လင်းတို့မေးထားပါတယ်ဘိုက်ရိုက်ပြီးပါပြီတဲ့ CI စာအုပ်လုပ်ရင်ဘယ်လောက်ကုန်ကြမလဲကျွန်တော်တို့စီမှာတော့ဈေးနှုန်း9500နဲ့900ဘတ်ဖြစ်ပါတယ်ခင်ဗျာเนาะ ဈေးနှုန်း8500ကိုအောင်ရေးဈေးနှုန်း8500မများဘူးလားဘာကြောင့်ဈေးနှုန်း8500ပေးရတာလဲလို့မေးရင်မေးလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်မှအဖြေရှိပါတယ်ခင်ဗျာကျွန်တော်တို့ကเนาะအာဘယ်လိုပြောမလဲယုံပေါ့เนาะအပြင်လူမျိုးအလွတ်တန်းလိုက်လုပ်ပေးတဲ့ပွဲစားတော့မဟုတ်ဘူးကျွန်တော်တို့ကယုံကုမ္ပဏီဖြစ်တယ်ပြီးတော့မှအဲ့ဒီ CI center တွေကိုသွားတဲ့အခါမှာကျွန်တော်တို့ကနေပြီးတော့ကားတွေစီစဉ်ပေးတယ်အသွားအပြန်တွေပေါ့เนาะပြီးလို့ရှိရင်လိုအပ်တဲ့စားစားတန်းကြီးတွေဟာလာပြဿနာဖြစ်လို့ရှိရင်ရှင်းပေးတာတွေပါအကုန်လုံးပေါ့ဗျာ เนาะအကုန်လုံးပွဲပြီးမိသေးအပီးအစီလူလေးလိုက်ယုံပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့က9500ကောက်ပါတယ်အဲ့ဒီ9500ကောက်တာလည်းကားကားလေးတွေပြန်နှုတ်တယ်เนาะပြီးလို့ရှိရင်အဲ့ဒီ Q ကားတွေပြန်နှုတ်တယ်ဆက်ပြီးမှပတ်စံသွင်းကားတွေပြန်နှုတ်တယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့လောက်ထိပေးသွားရတာဖြစ်ပါတယ်ခမရเนาะတကယ်တမ်းတွက်ချင်းဈေးနှုန်း9500ဆိုတာမများပါဘူးအပြင်မှာပွဲစားတွေလုပ်နေတာလည်း6000ပါပဲကိုယ်စိတ်နဲ့ကိုယ်သွားရပါတယ်ကားမစီစဉ်ပေးပါဘူးเนาะ တော့တချို့ပွဲသားလည်းစီစဉ်စီစဉ်ပေးမှာပေါ့လေနော်တချို့ပွဲသားတွေကျတော့ကားမစီစဉ်ပေးဘူးဗနီယန်နဲ့ဗရနာရီပေးကိုလာခဲ့ငါဆောင်နေမယ်မလာရင်မင်းတာဝန်မင်းအပြစ်မင်းအလုပ်ဗနီယန်နဲ့ဗရနာရီလို့ပြောထားပြီးပြီငါအဲ့မှာသွားဆောင်နေမယ်တချို့ကျတော့လည်းအဲ့လိုမျိုးမဟုတ်ဘူးလူသမားတွေကခါတဲ့ဆောင်ခေါ်ပါတယ်ပြီးလို့ရှင်အမေမြတ်မကားတက်စီငားလာလိုက်လာသွားမယ်အဲ့လိုမျိုးတချို့ကျတော့လည်းအဲ့လိုမျိုးမဟုတ်ဘူးကားငားလိုက်တယ်သူကားစီစဉ်ထားတယ်ကားနဲ့လူသမားတွေရောက်တဲ့ခါကျတော့မှလူသမားတယောက်ကိုအနည်းဆုံး900 600ကာကပြန်ကောက်အဲ့လိုမျိုးတွေလည်းရှိတယ်เนาะဒါပွင့်လင်းပြောပြเนาะဟုတ်ကဲ့2021 2021ကစတလာဘန်ကဘတ်လုပ်ထားတာကိုတိဝပမေမေယာတိလို့ဖြစ်နိုင်ဖြစ်နိုင်လားအကိုမဖြစ်နိုင်ဘူးเนาะဘယ်နယ်မှာလောက်တာလဲအဓိကပွဲစားပုံမှာမူတည်တယ်ဝပမေခါတွေသွင်းရမယ်ခါတွေသွင်းရမယ်เนาะအဓိကအကြံငံရုံးနေဒီကစုံနိုင်ငံတွေကိုဝပမေခါတွေသွင်းရမယ်ဒီလူသမားတယောက်အတွက်ကို နော်အဲ့ဒါမျိုးတွေအလုံးသမားအဲ့ပွဲစားမလုပ်ပေးဘူးပတ်စံနေစားဝါတယ်လိန်ဝါတယ်ဆိုရင်တော့သွားပြီအဲ့ဒါဘာမှမရတော့ဘူးနော်အချိန်မီပတ်စံမသွင်းရင်သူတို့ကဘာမှမလုပ်ပြီးနိုင်နော်ကြဲတော့ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီနေ့လဲကျွန်တော်တို့ပန်းရောင်ပဲရိုက်ဖို့ရှိပါတယ်အာ one one day gift song one day gift ဟာလာ gift song လားမသိဘူးကျွန်တော်တို့မတ်တေရိပယ်ပေါ့နော်ကျွန်တော်တို့လက်ဖောင်းယုံနေဘိုက်ရိုက်ထားတဲ့သူတွေတမန်မနေ့က CI စာအုပ်သွားလုပ်ပြီးတဲ့ဆိုတဲ့သူတွေ မကြခင်ချက်တော်တည်းမှာဟောဒီကပန်းရောင်ဘက်ကိုရိုက်ရတော့မှဖြစ်ပါတယ်။ပန်းရောင်ဘက်တွေရိုက်ရတော့မယ်။ပန်းရောင်ဘက်တွေရိုက်ပြီးပြီဆိုရင်လူချင်းမင်းတို့အနေနဲ့ပြီးသွားပြီเนาะအဲ့တော့ပန်းရောင်ဘက်ရိုက်သွားထုတ်တဲ့အခါကျရင်ကျွန်တော်လိုက်လွှင့်ပေးမယ်เนาะ။ Okay ။ဒါဆရာနေမပြည့်စုံသေးဘူးလို့လုံးဝမလဲတဲ့။ဝဘမင်းရှိရင်နဲ့အလုပ်ပြောင်းလို့ရလား။ဘောပါမရှိရမယ်ပန်းရောင်ကဲရှိရမယ်ပတ်စပို့ရှိရမယ်ပတ်စပို့ထဲမှာဗီဇာရှိရမယ်အဲ့ဒါဆိုလို့ရှိရင် မဟုတ်လေခင်ဗျာကျွန်တော်တို့တွေအလုတ်ပြောင်းလို့ရပါပြီခင်ဗျာဝိုင်းရိုက်ထားတယ်တဲ့တတိကအလုတ်မပေးနိုင်ဘူးတဲ့သူတို့ကိုပြောပြီးတဲ့တနီယာမှာအလုတ်ရှာတယ်တဲ့ဗိုက်ရိုက်တဲ့ဆာရွက်ဆာတန်းအကုန်ပေးတယ်တဲ့တတိအရင်အရင်တတိရောမလို့ဝိုင်းရနိုင်လားအကုန်ပြီးတယ်အရင်တစ်ထည့်အာနားမလဲဘူးအရင်တစ်ထည့်ပါဖြစ်တော့ အရင်တထေးမှာမလို့ဘယ်ရနိုင်လား။ဩအရင်တထေးကကိုယ့်ကိုကြံ့အောင်မထုတ်ရသေးဘူးဆိုရင်အဲ့ဒီအရင်တထေးရဲ့စာရွက်စာတမ်းကိုသုံးပြီးတော့ဘက်ကိုထုတ်လို့ရတယ်နော်။ပြီးတော့မှတထေးပြောင်းလိုက်။အဲ့လိုမှမဟုတ်ဘူးတထေးကကိုယ့်ကိုကြံ့အောင်စာရွက်စာတမ်းနဲ့ထုတ်ပေးရဆိုရင်အဲ့ဒီကိုယ်လက်ရှိအလို့အသေးရှာလိုက်တဲ့တထေးကိုကိုယ်ကအဲ့ဒီစာရွက်စာတမ်းနဲ့ပေးပြီးတော့မှကျွန်တော်တို့ကြံ့ခေါက်လို့ပြီးတော့မှဘက်ကိုထုတ်လို့ရတယ်ပေါ့နော်။ဘောပါမင်းစာအုပ်ရပြီ။ဟဲ့လားဘက်လုတ်တဲ့စာရွက်စာတမ်းနဲ့အကုန်ပေးလိုက်တယ်။ပြီးတော့ passport တွေလည်းရှိပြီဆိုလို့ရှိရင်တော့ကိုတို့အဲ့ဒါ လို့ပြောမလဲဘူးပိုင်းအောင်ကတ်ကိုထုတ်လို့ရပြီပေါ့နော်ဘောတော့90ပါတဲ့လုပ်ငန်းနဲ့လောက်ထားတယ်တဲ့အလုတ်ကမဆင်းရသေးဘူးတဲ့3လရှိပြီဘောကမင်းနဲ့ကြံ့ off ဘလို့ထုတ်လို့ရမလဲတဲ့ CI ကဘလို့လုံးရမလဲအခုဆာရွက်3ရွက်ပဲရတယ်တဲ့လုပ်ငန်းဆက်ယုံနေနဲ့လုပ်တဲ့သူတွေကအဲ့ဒါပြဿနာပေါ့နော်လုပ်ငန်းဆက်ယုံနေနဲ့လုပ်တဲ့သူတွေကအဲ့ဒါပြဿနာလုပ်ငန်းတွေကတောင်းတောင်းအဲ့လိုမျိုးတယောက်စားနှစ်ယောက်စားအတွက်ကိုသူတို့ခေါင်းကိုက်မခံဘူးကျွန်တော်တို့အတွက်ကိုသူတို့လိုက်ပြီးတော့တောင်းတောင်းမလုပ်ပေဘူး အဲ့တော့ကျွန်တော်တို့မှာအဲ့ဒီဘောတော်ဟာဆုံစာရွက်တော်ရတဲ့စာဆန္ဒဆိုတခြားဘတ်လုတ်တဲ့စာရွက်စာတမ်းတွေဝဘမိခန်သွင်းတဲ့ဟာတွေသွေးစိခရှင်းထားတဲ့စာရွက်တွေနော်ဘိုင်ဆေလက်မငဘိုင်ဆေလက်ငန်ဟလာဆေးရုံမှာပတ်စံရှင်းထားတဲ့ဟိုဘောင်ရှာစာရွက်တွေအဲ့အရာတွေလိုတယ်1450စာရွက်တွေနော်အဲ့လိုမျိုးစာရွက်စာတမ်းတွေပါပြီဆိုတော့မှကျွန်တော်တို့ကအဲနောက်ထပ်တစ်ဆင့်ကိုကျွန်တော်တို့သွားမှာပေါ့နော်ဒီဝဘမင်စာအုပ်ကိုထုတ်ရမှာခဏကျွန်တော်မူနာရှိရကျွန်တော်ပြမယ် နမူနာပြမယ်เนาะဒီမှာရှိရကျွမ်းကျင်မလေးဟာโอเคနံပါတ်1ကိုလူကဒီမှာဘောတော်ဟားဆုံဆိုပြီးတော့ဒီလိုထိတ်လေးမှာเนาะဒီလိုမျိုးဒစိတုံးလေးရဲ့ဓာတ်ပုံလေးရဲ့ဒစိတုံးလေးရဲ့လက်မှတ်တွေရဲ့ကျူအကုတ်လေးရဲ့เนาะဒါကကျွန်တော်တို့မတ်တေရိပက်เนาะမတ်တေရိပက်အဖွဲ့ဘောတော်ဟားဆုံเนาะဒီမှာသူရေးထားပေးတယ်โอเคเนาะဟုတ်ပြီ နောက်ထပ်တစ်ခုကကြတော့ဒီလိုမျိုးဆေးရုံလက်မှတ်တယ်နော်ဆေးရုံလက်မှတ်တယ်ဆေးရုံဆေးကမှာသွေးစစ်ထားကြအောင်ယောဂ6မျိုးစစ်ထားကြအောင်သူကခုတ်လို့နော်ဆာရွက်တွေနော်အဲ့ဒီလိုမျိုးဆာရွက်တွေပါပြီဆိုရင်ဆေးရုံမှာလည်းပတ်ဆိုင်ရှင်းထားတဲ့ဇလစ်တွေဒါမျိုးလေးတွေမဟုတ်သေးဘူးနောက်ထပ်တရွက်ရှိသေးတယ်နော်ဟိုခရမ်းလိုလိုအပြာလိုလိုဖြော့ဖြော့လေးနဲ့နော်ဟုတ်ပြီနောက်ထပ်ကြံသေးတယ်ပြမယ် အဲဒီလိုမျိုးစာရွက်ကလေးတွေရှိသေးတယ်เนาะဒီမှာ1000နဲ့450ရဲ့တရွက်က400เนาะဒီမှာ1450 mobile maker ရှင်းထားတဲ့ဟာတွေနာโอเคနောက်တစ်ခုဒီမှာ mobile maker ရှင်းထားတဲ့စာရွက်เนาะဒီစာရွက်ကလေးမှာဒါပါလဲဆိုတော့အဓိကကျွန်တော်တို့ဝပမဲ့စာအုပ်သွားထုတ်ဖို့အတွက်ကြဟန်ငါရုံးမှာပေးရမယ့်စာရွက်လေးเนาะ นาะ วันที่ 30พฤศจิกา ปี 2565เนี่ยยี่แปดกันยาหกสี่โอเคบ้าที่ลืมมิวอายอยู่คลีรีลู้บาเนี่ย အဲ့ဒီလိုစာရွက်ကလေးတွေပါရှိတယ်စက်ယုံကနေပြီးတော့ပေးလိုက်တဲ့အကုံတရွက်မှမရှန်ထားဘူးဟေးဆိုရင်လူကြီးမင်းတို့အနေနဲ့အဲ့ဒါကကိုဘာတာကိုစာရွက်တွေကင်ပြီးတော့ဂျဟန်ငံယုံမှာသွားပြီးတော့ဝပါမစ္စတာအုပ်ကိုသွားပြီးတော့ထုတ်ယူလို့ရပါကြောင်းတည်ပေးလိုက်ရပါတယ်ဗျာနော်ဟုတ်ကဲ့ဒါနမူနာပြပေးရနော် โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်ဘာလိုအပ်သေးတယ်လဲဆိုတော့ကိုဘသားကိုဘာမင်းထုတ်လာပြီးပြီဆိုရင်တော့တထေးတရှိဖို့လိုတာပေါ့နော်တထေးသူတို့စက်ရုံကကိုလှုပ်ထုတ်လိုက်ပြီဆိုရင်တထေးရဲ့စားစားရအနေနဲ့ကျွန်တော်တို့တထေးအသိစီမှာကြံခေါလို့ပြီးတော့မှကျွန်တော်တို့တန်းဆက်တူနေသွားမှာပေါ့နော်ဟုတ်ကဲ့ စီအိုင်လဲပြီးပြီတဲ့ဗီဇာလဲရပြီပါမစ်ကတော့မရသေးဘူးတဲ့မရသေးရှောက်လဲလို့ရလားအာကိုຫນွေမိုးဆောင်ရှောက်လဲလဲလို့ရတယ်အကိုပါမစ်ဆိုတာအကိုဘောပါမစ်စာအောင်မရှိဘူးလားအဲ့လိုလားဒါမှမဟုတ်ဒီကပ်ပြားမရှိသေးရောပြောရလားဘာအောင်ကပ်ပြားမရှိသေးဘူးဆိုလို့ရှင်လဲတာလဲလို့ရတယ်အကိုအရန်အဝေးကြီးတော့မသွားနဲ့ပေါ့နော်ဆိုလို့ရှင်နာဒီကိုနေတာဘန်ကောက်ထဲမှာဟိုးထိုင်းနေဆက်တွေပါတွေသွားတာအဲ့ဒါမျိုးတွေပေါ့နော် CI က9500ဆိုတာဟုတ်ပါသလားရှင်းတယ် line group ထဲမှာ6500လို့ပြောနေလို့တဲ့အာမှားမယ်နော်မှားမယ်နော်ဆိုတာကလက်ရှိမှာကျွန်တော်တို့ကတချို့လူတွေက6500ပေးရတယ်တချို့လူတွေက9500ပဲပေးရတယ်ဘာလို့သူတို့6500ပေးရလဲဆိုတော့သူတို့ကတချို့လူတွေကသူတို့မှာအရင်တော့ဗရိုက်တဲ့ပတ်စံတွေကြံသေးတယ်လက်ကြံတွေပါရအဲ့ဒါတွေအကုန်လုံးပေါင်းပြီးတွက်ပေးထားတာ6500เนาะမဆိုင်ဘူး ကျန်တဲ့ပတ်စံနေဘတ်လုတ်ထားတာအကုန်လုံးစားရစားတာနေအကုန်ပေးပြီးသွားပြီဆိုရင်9500ပဲကြပါတယ်ခမရနော်ဒီချာ9000 9500ပဲကြပါတယ်အစတုန်းကကျွန်တော်တို့6500ပြောထားတယ်ပလဲရအပေါ်မှာမရှိဘူးအောက်မှာကျွန်တော်အရင်တုန်းကကျွန်တော်တို့6500ကျွန်တော်တို့ဈေးလျှော့ပေးလိုက်တာဖြစ်ပါတယ်9500နဲ့ကျွန်တော်တို့အလုပ်သမားတွေအားလုံးကိုအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်တို့အာဒီပီမိုင်အတွင်းမှာကျွန်တော်တို့1000လျှော့ပေးလိုက်တာပဲဖြစ်ပါတယ်ဗျာ သူချစ်ရမင်္ဂလာပါနော်အမိုးရှောင်းနေကုန်ပါပါတဲ့နှစ်လပိုင်းကြာရင်နဲ့အခုဘက်ရရင်အခုလက်ရှိအခုတထေးနဲ့မရိုက်ဖဲတထေးအင်္ဂါနဲ့ရိုက်လို့ရမလားကိုအောင်နဲ့ဟုတ်ကဲ့ပါကိုထူးဝေဘက်ရိုက်တာတထေးအင်္ဂါနဲ့ရိုက်မယ်ဆိုလို့ရှိရင်လေကိုကလက်ရှိအဲ့ဒီအလုပ်တဲ့လုပ်နေတဲ့တထေးစီမှာလုံးလို့မရတော့ဘူးပေါ့နော်ဟုတ်ကဲ့ပြလုပ်ငန်းနေရာနဲ့ဘက်နေရာနဲ့မတူဘူးဆိုလို့ရှိရင်လေအဲ့ဒါတရားမဝင်ဘူးနော်ဖန်ခံရနိုင်တယ်ဟုတ်ကဲ့